ြင်ဆက်ခံလေအတရဏတောပတ္တံတောအနုလောမိကံခန္တေပတိလဝတိပြင်ဆက်ခံလေဥပါရณะခန္ဓာလို့ဆိုရက်ခန္ဓာ၅ပါးတို့ကိုအတရဏတောဘေးရန်ကိုဖယ်ရှားတတ်တဲ့တရားမဟုတ်ဘူးဟူ၍တရဏဆိုတာဘေးရန်ကိုကာွယ်ဆောက်ရှောက်နိုင်တယ်ကိုးွယ်ရာဖြစ်တယ် ခန္ဓာ၅ပါးဟာကိုယ်ဝယ်တာမဟုတ်ဘူးအားထားเสียမဟုတ်ဘူးဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်ခန္ဓာ၅ပါးမှာမရှိဘူးတဲ့ဒါကြောင့်မို့ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုလိုခန္ဓာကိုသွားပြီးတော့တရဏံကိစ္ဆာမိလုံးလို့မရဘူးလို့ခန္ဓာဟာအတရဏဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်တတ္တိမရှိဘူးလို့ ကိုယ်ခန္ဓာကိုယ်စိတ်စိတ်တွေးပြီးတော့အေးခန္ဓာကိုယ်ကြီးဟာအာကိုရမယ်အရာလည်းမဟုတ်ဘူးကိုယ်ဝင်ရမယ်အရာလည်းမဟုတ်ဘူးတားဆီးနိုင်တဲ့အရာလည်းမဟုတ်ဘူးလို့ဒီလိုရှုမြင်တာကလည်းပဲဝိပဿနာဉာဏ်နဲ့ရှုမြင်ရင်းပဲလို့ဒီလိုပြောတာနော်အတ္တရဏတော့ဘေးရန်ကိုဖယ်ရှားနိုင်တဲ့တရားမဟုတ်ဘူးရဲ့လို့ပတ်တန်တော့ဝိပဿနာဉာဏ်နဲ့ခန္ဓာကိုယ်ရှုလိုက်တဲ့အခါမှာ အနုလောမိကံခန္တေမညံအာလျောစွာဖြစ်တဲ့စွာဟိတတိပြည့်တဲ့ဝိပဿနာဉာဏ်ကိုခန္တီဆိုတာခန္တီဆိုတဲ့စကားလုံးလေးကဒီတခါတည်းဉာဏ်ကိုဥတည်ပြီးတော့ပြောတာဒီနေရာမှာဉာဏ်ကိုပြောတာသိခန္ဓာကိုပြောတာမဟုတ်ဘူးသိခန္ဓာနေဆိုတဲ့စကားလုံးကြတော့ ဘယ်အရာကောက်ရလဲဆိုရင်အဒေါသမေတ္တာကိုပဲအရာကောက်တယ်အဒေါသစေတ္တကိုပဲခန္တီရအရာကောက်တယ်သို့မဟုတ်အဒေါသပြတ်ထန်းတဲ့နမိတ်ခန္ဓာ၄ပါးအစုကိုခန္တီရကောက်တယ်အဲ့ဒီခန္တီဆိုတာတိခန္ဓေဆိုတဲ့အဓိပ္ပာယ်ရမြန်မာလိုပြန်ထားတဲ့အဓိပ္ပာယ်တရားကျမ်းရှုထောင့်ကပြောမယ်ဆိုရင် ခန္တီဆိုတာဘယ်လိုဟာလဲလို့ပြောရင်ခမှုတဟနေလို့ဆိုတဲ့စွန့်ရည်တတ္တိရှိတာကိုပြောတာသိခံတယ်ဆိုတာခံနိုင်တဲ့စွန့်ရည်တတ္တိတစ်ခုကိုပြောပြတာပဲစိတ်ရဲ့တတ္တိစွန့်အားတစ်ခုပဲဘယ်သူကလာဆဲဆဲဘယ်သူကလာစောကားစောကားပုံမှန်စိတ်အခြေအနေတစ်ခုပြတ်မသွားအောင်ထိန်းထားနိုင်တာကိုခန္တီလို့ပြောတာ အေးကြောက်လို့ပြန်မပြောလို့ငုံခံနေတယ်စိတ်ထဲကတော့မကြင်နာဘူးဒေါသတွေဓမ္မဘဝထွက်နေခန္တီမဟုတ်တော့ဘူးနော်ခဏိခေပြောတာအဲ့ဒါကလူပြောင်းနေအနေပေးသလိုပေါ့ခန္တီစမနိုင်လို့သိခံရခြင်း၎င်းဆိုရင်ခန္တီမျိုးပဲဖြစ်သွားတယ်တကယ်ခန္တီအစ်စ်မဟုတ်တော့ဘူးခန္တီဆိုတာဆန့်ကျင်ဘက်တစုံတစ်ခုရဲ့ဆန့်ကျင်ဘက်တွေနဲ့တွေ့တဲ့အခါမှာ ပင်ကိုစိတ်အခြေအနေမပြောင်းအောင်ထိန်းထားနိုင်တဲ့စွမ်းရည်တတိတမျိုးအဲ့ဒါမှခန္တီအခုဒီဝိပဿနာဉာဏ်ကိုခန္တီလို့ခေါ်တာကြတော့စွမ်းဆောင်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မဉဏ်ဖြစ်ပေါ်လာသည့်ထိအောင်စွမ်းဆောင်မှုပေးနိုင်တဲ့ဉာဏ်မျိုးကိုအလူလောမိကခန္တီဉာဏ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်မလို့စကလုံးဆိုတာသူ့နေရာလေးနဲ့သူ့အဓိပ္ပာယ်မှန်အောင်ယူတတ်မှန်အောင်မယူရင် မှားရဲ့နဲ့အနေတိပဲတွေကိုရသွားနိုင်ပေါ့ဒါကြောင့်ကုသနာမှာရှိတဲ့ခန္ဓာ၅ပါးကိုအေးဘေးအန္တရာယ်တွေကိုကာကွယ်နိုင်စွာမရှိတဲ့အရာပဲလို့ဒီလိုရှုမြင်နိုင်ရမယ်အဲ့ဒီလိုရှုမြင်ခြင်းနဲ့ပဲဝိပဿနာဉာဏ်အဆင့်ဆင့်တက်သွားပြီးမဉာဏ်လာကတ်သွားတဲ့အနုလောမိကခန္ဓာဉာဏ်ကိုရရှိနိုင်ပါလေဒါဖြင့်ဒီနေရာမှာအတ္တရဏ ကိုယ်ဝေရမဟုတ်ဘူးဘေးရန်အန္တရာယ်တွေကိုမကာကွယ်နိုင်ဘူးဆိုတာကိုဘာကြောင့်ပြောသလဲဘာကြောင့်ခန္ဓာကိုအတ္တရဏလို့ပြောရသလဲလို့ဆိုတဲ့အခါကျနေတိတာနာဘယတာရကတဘာဝိနအတ္တရဏတော်နေတိတာနာခန္ဓာကိုမိပြီးတော့အာဟုတကြီးလုံနေကြတဲ့ပုဂ္ဂိုလ်တွေအေးခန္ဓာကိုရှိထားတဲ့ပုဂ္ဂိုလ်တွေကခန္ဓာကိုမိနေကြတာယုံကြည်စိတ်ချ ိုခကိုရှိနေဘာမှမဖြစ်ဘူးလို့ယုံကြည်စိတ်ကြအာကိုကြခန္ဓာကိုအာကိုပြီးတော့မိကိုနေကြတဲ့ပုံကိုယ်တွေကိုတဲ့ဘယတာရကတ္တဘာဝိနာဘေးရန်ကိုဖယ်ရှားဖို့ကာကွယ်ပေးဖို့ဆိုတဲ့စွန့်ရည်တတိသူ့မှာမရှိဘူးတဲ့လို့ဆိုလို့အာကိုလို့လေအာကိုရမရောက်ဘူးတဲ့ဘေးရန်ဟုတ်သမျှကိုခန္ဓာကိုယ်ကြီးရပဲဖိတ်ခေါ်နေတယ်လို့ရှိတယ် ဒုက္ခမှန်သမျှကိုလည်းပဲခန္ဓာကိုယ်ကြီးကိုကဖိတ်ခေါ်နေတယ်လို့ရှိတယ်။ဒါကြောင့်မလို့ဘေးရန်အန္တရာယ်ကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်တတ္တိသူ့မှာမရှိဘူးတဲ့။ခန္ဓာကိုယ်အမိပြုပြီးခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာဘေးရန်အန္တရာယ်နဲ့ကြုံနေကြ။ခန္ဓာကိုယ်ကဘာမှစွမ်းရည်တတ္တိနဲ့ဖယ်ရှားနိုင်စွမ်းမရှိဘူးလို့ဒီလိုဆိုတာပေါ့။အဲ့ဒါကြောင့်မလို့အာတရဏခန္ဓာကိုယ်ဟာအာကိုရမယ့်အရာမဟုတ်ဘူး။ အာကိုရင်အာကိုရင်ကြည့်လေကြမ်းမာမယ်လို့ထင်နေမကြမ်းမာဘူးလူပြုံနေမယ်ထင်မိပဲမလူပြုံမသေးဘူးထင်မိပဲလို့မသေးတာမရှိဘူးသေးရဒါကြောင့်မလို့ခန္ဓာကိုယ်ကြီးကအိုခြင်းဆိုတာကိုလည်းမကာကွယ်ဘူးနာခြင်းဆိုတာကိုလည်းမကာကွယ်ဘူးသေခြင်းဆိုတာကိုလည်းမကာကွယ်ဘူးကြောက်ရွံ့လာတဲ့ဘေးရမှန်သမျှသူကိုယ်တိုင်ဒိုင်ခံပြီးတော့ ခန္ဓာကိုယ်ကြီးကဒုက္ခပေးနေတာဒါကြောင့်မို့မြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောထားတယ်ယောဂိကွေရူပတ္တဥပ္ပါရောဝေဒနာယဥပ္ပါရောတင်ညာယဥပ္ပါရောသင်္ခါရဏံဥပ္ပါရောဝိညာဏတ္တဥပ္ပါရောဒုက္ခတိသောဥပ္ပါရောလို့ယောဂိရဏတင်ညာသင်္ခါရဝိညာဉ်ဆိုတာတွေဖြစ်ပေါ်လာမှုဟာဒုက္ခဖြစ်လာတာပဲဖြစ်တယ် ူကိုယ်တိုင်ကိုယ်ကဒုက္ခတွေအန္တရာယ်တွေပဲသရမရဏတပါတုပါဘူးခြင်းတို့သိခြင်းတို့ဖြစ်ပေါ်လာမှုပဲရောဂာဏချိတိယောဂါတို့ရဲ့တည်ရှိလာမှုပဲလို့ဟောလို့ရှင်းရှင်းပဲမြတ်စွာဘုရားကခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ခန္ဓာဝေကတန်ရုပ်ပါဠိတော်မှာဒီလိုဟောတာခန္ဓာကိုယ်ကြီးကဘေးအန္တရာယ်တွေကိုဖြောင့်နိုင်စွာမရှိဘူးဆိုတဲ့အမြင်နဲ့ဒီအမြင်နဲ့ ခန္ဓာတွေပေါ်မှာတွေ့တာမှုတွေပြတ်အောင်ဝိပဿနာဉာဏ်နဲ့အထက်ထရှုမြင်သုံးသပ်ပါလို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့သုံးသပ်လိုက်လို့ရှိရင်ခန္ဓာပေါ်မှာဘာဖြစ်လာအာကိုယုံကြည်တဲ့စိတ်တွေနေပါလာမယ်ခန္ဓာကိုယ်ကြီးကဘေးရန်တွေကိုမကောက်ွယ်နိုင်ဘူးဆိုတော့သူ့ပေါ်မှာယုံကြည်စိတ်ချမှုတွေအာကိုမှုတွေပြည့်ပြည့်လာပြီနောက်ဆုံးခန္ဓာကိုယ်ကြီးကိုမရကျင်တော့ဘူးဆိုတော့ အနေထားမျိုးတွေဖြစ်လာလို့ခန္ဓာကိုယ်ကြီးကလောကချုပ်ငြိမ့်သွားတဲ့အနေထားမျိုးရောက်သွားတယ်။တဏှာတို့ကိလေသာတို့ကံတရားတို့ကမထုံထုံတော့ဘူးဆိုရင်ဘာနဲ့ဥပမာတူတော့ဆိုရင်ကျောင်းနိုင်မီးလေးထွန်းထားတယ်။မိစားလည်းရှိနေသေးတယ်ဖျောင်းစီလေးတွေလည်းကျန်းနေသေးတယ်။အဲ့ဒီမိစားနဲ့ဆီရှိနေသေးသမျှကာလပတ်လုံးမိတော့ခွေဟာတည်ရှိနေဥမာပဲ။ နောက်ဆုံးမှာမိစာလဲကုန်တယ်ဆီလဲခန့်သွားပြီဆိုရင်ဒီမိတော့လေးဟာချုပ်ငိမ့်သွားတော့မှာပဲပေါ့အဲ့ဒါလိုပဲခန္ဓာကိုယ်ကြီးကိုဖြည့်ပေးနေတဲ့တဏှာတွေကိလေသာဆိုတာတွေကံတရားတွေဒါတွေကနေအပြည့်နေမယ်ဆိုရင်ခန္ဓာတွေကအစ်စ်အစ်စ်ထပ်ပြီးတော့ဖြစ်နေဦးမှာပဲနောက်ဆုံးခန္ဓာပေါ်မှာလိုချင်တဲ့တဏှာရှိနေတဲ့များကလည်းထပ်ဖြစ်နေမယ်မလိုချင်တော့ဘူး ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးကမဖြစ်တော့ဘူးဒါကြောင့်မို့ပင်စနံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့နေရောတော့ချုပ်ငိမ့်သွားမှုဟာလောကလူတွေကနိဗ္ဗာန်နိဗ္ဗာန်ဆိုတာလိုက်ရှာနေကြနိဗ္ဗာန်ဆိုတာဘယ်မှလည်းမသိဘူးဘယ်မှလည်းမသိပဲနဲ့နိဗ္ဗာန်ကိုဆူတောင်းပြီးတော့နေကြပင်စနံခန္ဓာနံနေရောတော့ခန္ဓာ၅ပါးတို့ရဲ့ချုပ်ငိမ့်သွားမှုဟာပဲနိဗ္ဗာန်လို့ခေါ်တာ ချုပ်ငိမ့်သွားတာဘယ်သူချုပ်လို့ငိမ့်တာလုံးလို့ဆိုလို့ရှိရင်လိုချင်တဲ့တဏှာနဲ့ကိရိတာအပေါင်းပါလေချုပ်ငိမ့်သွားတယ်အဲ့ဒီချုပ်ငိမ့်သွားပြီးအတွက်ကြောင့်အကျိုးဖြစ်တဲ့ခန္ဓာကြီးဟာလည်းချုပ်ငိမ့်သွားတယ်ဒီလိုဆိုတာပေါ့အဲ့တော့ဒီနေရာမှာဝိပဿနာရှုတော့ကခန္ဓာကိုယ်ကြီးကဟိဘေးရန်အန္တရာယ်တွေကိုမတားဆီးနိုင်ဘူးကိုယ်ဝယ်ရမဖြစ်ဘူးဘာမှမိကိုအားထားစရာမရှိဘူးလို့ ရှုမြင်လာတော့မိကိုအားထားစရာရှာလိုက်တဲ့အခါဘာတွေ့တယ်ဆိုခန္ဓာနံနေရောတော်ပစ္စနံခန္ဓာနံနေရောတော်ခန္ဓာ၅ပါးတို့ရဲ့ချုပ်ငိမ့်သွားတယ်ဆိုတဲ့အရာဟာတရဏံတကယ်အာကိုရာကိုးဝေရာရှိဘေးရန်အနေတွေကိုဖယ်ရှားဖြစ်နိုင်တဲ့နိဗ္ဗာန်တည်းနိဗ္ဗာန်ပါပဲလို့ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်ဟာတမ္မတ္တနိယမမှန်ကန်ပြီးတော့ သာဝရခိုင်မြဲတဲ့မက်ဆိုတဲ့တရားတို့ဥက္ကမတိဝင်ရောက်သွားနိုင်တယ်ဆိုဟောဝိပဿနာဉာဏ်ပြီးရင်မက်စိတ်လာတာပဲလေအနုလောမဆိုတာပရိကံဥပ္ပစာအနုလုံခွတ်တရဘူးဆိုတာလာပြီးတဲ့နောက်ဟောမက်ဆိုတာဖြစ်ပေါ်တာအဲ့ဒါကိုပြောတာမက်တမတ္တနိယမလို့ဒီနေရာမှာသုံးလိုက်တာမက်စိတ်ဖြစ်ပေါ်လာဆိုလိုတယ်တမတ္တနိယမဥက္ကမတိ မှန်တယ်ဘယ်တော့မှအမှားရင်မရှိဘူးတမတ်တမကန်တဲ့သဘောရှိတယ်ဏိယာမခိုင်မြဲတယ်ဖြစ်ပြီးရင်ဘယ်တော့မှပြန်ပြီးတော့ပြောင်းလဲသွားတာမျိုးမရှိဘူးသိကြတယ်လို့ဆိုလို့ဝိပဿနာတရားအားထုတ်ခြင်းဖြင့်လောကုတ္တရာမဲ့တခုဖြစ်ပေါ်လာစေတယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့ဝိပဿနာတရားရဲ့အကျိုးတရားကဘာလို့လို့ဆိုရင်မဲ့ဖို့ပဲ မဲ့ဟာဝိပဿနာရဲ့အကျိုးလို့ပြောရမှာပဲနော်ဝိပဿနာရဲ့အကျိုးတရားဖြစ်တဲ့မဲ့ပေါ်လာမဲ့ရဲ့အကျိုးကြတော့ဖို့ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့အလုံးလို့ကမှာဝိပဿနာကိုလို့ဝိပဿနာလုံးတဲ့အခါကျတော့မက်စိတ်ပေါ့မက်စိတ်ပေါ်တဲ့အခါဘယ်လိုအာယုံပြုပြီးပေါ်လာလို့တော့ခန္ဓာ၅ပါးကိုအာယုံပြုပြီးတော့ဝိပဿနာဉာဏ်နဲ့ပေါ်နေတယ်ဘယ်လိုအာယုံပြုခန္ဓာ၅ပါးပေါ်မှာဘယ်လိုမြင်တော့ဆိုရင် အေးဘေးရန်တွေကိုမကာွယ်မဆောင်ရှောက်နိုင်ဘူးမဖယ်ရှားနိုင်ဘူးခန္ဓာကိုယ်ကြီးကငါရထားတဲ့ခန္ဓာကိုယ်ကြီးကအာမကိုတိုက်ဘူးဆိုတဲ့အမြင်ကိုမြင်တဲ့အခါအာကိုတိုက်တာဘာလဲလို့ဆိုတဲ့အခါကျခန္ဓာ၅ပါးချုပ်ငြိမ်းသွားမှချုပ်ငြိမ်းရဖြစ်တဲ့နိဗ္ဗာန်ကလည်းအာကိုတိုက်တယ်ဆိုတဲ့ဒီလိုအမြင်မျိုးပြောင်းပြီးတော့မြင်လာအဲ့တော့ဝိပဿနာအနေနဲ့မြင်တော့ကအတ္တရဏလို့ခန္ဓာ၅ပါးကိုမြင်တာ ဝိပဿနာဉာဏ်ကိုလွန်မြောက်ပြီးတော့ message ပေါ်တဲ့အခါကျတော့တရဏံနိဗ္ဗာန်တော့ခန္ဓာငါးပါးချုပ်ငြိမ်းသွားတာအားကိုးရမယ်နိဗ္ဗာန်ပဲလို့ဒီလိုမြင်လာနိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်